ဟုတ်ကဲ့မင်္ဂလာပါဒီကနေ့မှာတော့ဆရာကြီးဥယံဆောက်ထဲကသွေးတိုးယောဂအကြောင်းနဲ့ဆောင်းရင်ရှောင်းရင်အချက်တချို့ကိုမိတ်ဆွေများအကျိုးရှိစေရန်ကောင်းနှုတ်တင်ပြပေးသွားမှာဖြစ်ပါတယ်သွေးတိုးယောဂဟာလေကြောင့်အဓိကဖြစ်ပါတယ်ဒီယောဂကိုရှည်သွားနောက်လိုက်ယောဂများလို့အမည်တက်လို့လဲရပါတယ်သွေးတိုးလာရင်လေငန်းနှလုံးဖောရောင်ခြင်းနဲ့အာယုံကြောထိခိုက်ခြင်းတွေဖြစ်တတ်ပါတယ်သွေးတိုးတယ်ဆိုတာခန္ဓာကိုယ်ထဲကသွေးတွေပွားလာတာများလာတာသွေးတွေဟာပူပြီးပြစ်လာတာဘွားတဲ့လူတွေမှာပူပြီးအဖြစ်များတယ်ဆိုတဲ့အယူဆလည်းရှိပါတယ် အဲ့ဒါလည်းအမှန်နဲပါလေသွေးတို့ဟာလေကြောင့်ဖြစ်တဲ့ယောဂါလို့ဆိုတဲ့အတိုင်းဝါရောဓာတ်ရဲ့တော်ကံမှုအရှိန်ဟုန်မြင့်လာကြောင်းသွေးလေပတ်မှုကလည်းအရှိန်ဟုန်တိုးမြင့်လာပါလေဝါရောဓာတ်ကိုဆက်စစ်ခြင်းဒေသနာနည်းအစေးချက်၌ဝါရော6မျိုးအမည်တပ်ထားပါလေ3မျိုးကအကောင်းဘက်ကို UTP အကျိုးပြုပါလေ3မျိုးကမကောင်းတဲ့ဘက်ကို UTP ယောဂါဖြစ်ထွန်းစေပါလေကောင်းဘက်ကိုဥတီတဲ့ဝါရော3မျိုးအောက်ကိုစုံတဲ့လေအင်္ဂါကြီးငယ်သွားတဲ့လေထွက်လေဝင်လေတို့ပဲဖြစ်ပါလေ အစိုးဘက်ကဥတီတဲ့ဝါရသုံးမျိုးအထက်ကိုဆန်တဲ့လေဂျွထိုးစေတဲ့နှာချေစေတဲ့တဝါဝါတန်းတဲ့ငိုက်မြီးတဲ့ဒီလေဟာမကောင်းကျိုးပြုတဲ့နေရာထိတ်ဆုံးကဖြစ်ပါတယ်။နောက်လေနှစ်ခုကိုတော့အောင်းလေလို့ခေါ်ပါတယ်။အစာရင်နဲ့ဥလန်းချောင်းတလျှောက်ကနေစိုးဝါတိဥတွင်းမှာအောင်းနေတဲ့ဥတွင်းအောင်းလေဥပြင်ပဝန်သားဘိုက်ကြီးအတွင်းကဝန်တွင်းအောင်းလေတွေပဲဖြစ်ပါတယ်။အစိုးဘက်ဥတီတဲ့လေသုံးမျိုး ဖောက်ပြန်ရင်သွေးတိုးရောဂါဟာချေချေမြင့်မြင့်တိုးတော့တာပါပဲ။ အောင်နေတဲ့လေတွေဟာအပူအပုတ်နဲ့ပေါင်းပြီးလှုပ်ရှားမှုအရှိန်ဟုန်ကိုတိုးမြင့်လိုက်တဲ့အခါသွေးလှက်ပတ်မှုဖောက်ပြန်ပါတယ်။အဲဒါကိုသွေးတိုးယောဂါလို့ခေါ်ပါတယ်။ဖြစ်စဉ်ကိုဒီလိုထိထိမိမိသိမယ်ဆိုရင်သွေးတိုးယောဂါဟာကြောက်စရာမဟုတ်တော့ပါဘူး။တလပီဆရာကြီးကသွေးတိုးယောဂါလက္ခဏာများကိုဖော်ပြပေးထားပါတယ်။သွေးတိုးဟာအပူအပုတ်အခိုးတွေအထက်ဆန္ဒဖြစ်လို့ချက်ကိုဗဟိုထားကြည့်ပြီးပြောနိုင်ပါတယ်။ချက်အထက်ခန္ဓာကိုယ်အထက်ပိုင်းမှာချွေးတွေများနေတဲ့အောက်ပိုင်းမှာချွေးတွေခန်းချောက်နေတဲ့ တစ်ချိန်တည်းမှာပဲအထက်မှာသပင်ဖြူသပင်ကျွတ်ပေါက်ထတာတွေကလည်းအပူအခိုးတွေအထက်ဆန်ထားတဲ့လက္ခဏာဖြစ်ပါတယ်အပူကိုးတွေအထက်ဆန်တာအချိန်ဟုန်နဲ့ဖြစ်လာတဲ့အချိန်မှာမူးဝေပါတယ်လေလံထိုင်းမိုက်လာပါတယ်ကဒုံကကြီးဖြစ်လာမဲ့ခေါင်းတွေအုံခဲလာမှာဖြစ်ပါတယ်နောက်ဆက်အကျောတွေလည်းတက်လာမယ်စတဲ့လက္ခဏာတွေခံစားရမှာဖြစ်ပါတယ်ဟုတ်ကအပေါ်ဆန်တဲ့အတွက်လေပင်အထက်ပိုင်းကိုပိုပြီးထိခိုက်ပါတယ်။မျက်စိမှုံလာမယ်။ကြည့်လိုက်ရင်တရရိတ်နဲ့အရိတ်တစ်ခုဟာနှစ်ခုဖြစ်ပြီးဝေဝေဝါးဝါးထင်ထနေတယ်။ မျက်ရည်ဝဲတက်တယ်။ဗဇက်ကဂရွန်းနံပြင်းမယ်။အာချောက်မယ်။တချေကြွမယ်။တဖုံးပြီယူတာတွေတွဲ့ဖက်ဖြစ်တတ်ပါလေ။နားမှာလဲနားလေထွက်မယ်။နားဥမယ်။နားပြီယူတာနားကြိုက်တာတွေလည်းဖြစ်နိုင်ပါလိမ့်မယ်။ခန္ဓာကိုယ်တစ်ခုလုံးခြုံကြည့်မယ်ဆိုရင်တော့မတ်တက်ရရင်တက်တက်မတ်မတ်ရပ်ဖို့ခက်လာမယ်။ရိတ်တိတ်တိတ်နဲ့တရင်နဲ့ထပ်ပိုင်းမှာအခြေမခံဖြစ်လာတတ်ပါတယ်။လေလံပြီးထုံကျင်မဲ့အုံနောက်နဲ့အာယုံကျော်အားနေတဲ့လက္ခဏာတွေပေါ်နေတတ်ပါတယ်။မတိုးစီဖို့ဘာတွေလှုပ်ဆောင်ရမလဲ။ ဝမ်းမှန်ဖို့အတိအနှံတွေကိုဥစားပေးစားပါအစာကြေဖို့ခက်ခဲတဲ့အစာတွေကိုရှောင်ပါကြေလွယ်တဲ့အစာတွေကိုစားပါသွေးမတိုးကျင်တဲ့သူဟာဝမ်းမှန်စေတဲ့အစာတွေကိုအာရုံပြုပြီးစားမှာဖြစ်ပါတယ်ဝမ်းမှန်ပါစေမမှန်ကဝမ်းချူပေးပါသွေးမတိုးလို့သူဟာချင်ချိုရတာကိုဥစားပေးစားမှာဖြစ်ပါတယ်တင်မောတိမဲ့ဘာလီတိတရတိဇပြတိပန်းတိလို့ဖြစ်ပါတယ်ထမင်းရစားတဲ့အခါမှာ ကြေလွယ်ကြက်လွယ်တဲ့အစာအာဟာရကိုဦးစားပေးစားမှာဖြစ်ပါလေအထူးသဖြင့်သွေးတိုးသမားဟာပဲဂရီပါပြက်ကိုကြက်သွန်းဤစီဆန်းပြီးစားပေးရမှာဖြစ်ပါတယ်သွေးတိုးယောဂါကိုအဟန့်တဖြစ်ဖို့တိတ်ကိုအားကိုးရပါတယ်ဒီလိုနေထိုင်ပြုမှုဆောင်ရွက်မယ်ဆိုရင်အထက်ကိုဆန်တဲ့လေတွေအောက်ကိုဆုံလာမယ်လေဆုံရင် သွေးတွေရဲ့လှုပ်ရှားလှက်ပတ်မှုအချိန်ဟောဟာကမောက်ကမမဖြစ်တော့ဘဲအချိုးအစားပြန်ညီလာရင်သွေးတိုးဟာတိတိတတ်တာတတ်တာလာမှာဖြစ်ပါတယ်ရှောင်ရမယ့်အစာတွေကတော့လေကိုချုပ်စေမယ့်အစာ အစီအစေးများတဲ့အစာ ြုပြင်ဖန်တီးရတဲ့ယိုစီတဘူးစေးတကြဓာတုပစ္စည်းပါတဲ့ဖြောရည်ကြော်လှော်ကင်ထားတဲ့အစားအစာတွေဖြစ်ပါတယ်ဆက်လက်ပြီးအကြံပြုထားတာကတော့ချွေးမညီမြရင်သွေးတိုးတက်တာကြောင့်ချွေးထွက်မှန်ဖို့လိုအပ်ပါတယ်ချွေးထွက်မှန်လေ့ကျင့်ခန်းတွေကိုနေ့စဉ်မှန်မှန်လုပ်ပြီးပါချွေးထွက်အောင်လမ်းလျှောက်ပါလေများများအောက်ကိုစုံဖို့ကြိုးစားပါဝမ်းမမှန်သွားအောင်ပြုမှုနေထိုင်ပါစီမံမှန်သွားပါချွေးများများနဲ့ညီညီညွတ်ညွတ်ထွက်အောင်ကြိုးစားပါလို့တိုက်တွန်းထားပါတယ်။ မြမတိုင်းရင်းစေးပညာမှာသွေးတိုးဟာလေဘူးတိုးလို့ဖြစ်ပါတယ်။လေရဲ့သဘောတရားကပူရင်ပေါ်ပြီးအထက်ကိုဆန်းတက်ပါတယ်။ဒါကြောင့်ပူတဲ့ဆက်တဲ့အစာ တွေကိုရှောင်ရပါမယ်။အောက်ကိုစုံဖို့လဲလေကြီးစုံလို့လဲတိတ်မပြည့်စုံပါဘူး။စီဝန်သွေးလေးအားလုံးညီညီမျှမျှစုံဖို့လိုအပ်ပါတယ်။ဒီတော့အချင်းနဲ့အခါကိုမျှစားရင်လေကအောက်ကိုလဲစီပါတယ်။လေမချုပ်စေဖို့အတွက်ပဲကလီပါပြုတ်စားပါ။စောင်းအကူမှာတလဲသည့်စားပါ။အင်ရှင်မတွေအနေနဲ့ ပဲဟင်းနဲ့တွဲလို့တရက်ချင်းတော့ကြက်သွန်းဒီစီတို့ဖြင့်တုပ်ပါဒါတွေကိုစားပြိမဲ့ဆိုရင်လေမချုပ်ပဲလေကအောက်ကိုစုံမှာဖြစ်ပါလေလေတက်ဖို့တချို့ကရက်စားစားလို့ရလားမေးကြပါလေမငန်နဲ့နွယ်ဂျိုများတဲ့ရက်စားကိုစားနိုင်ပါလေဒိန်ချင်းသမင်းစားတဲ့အခါမကြီးဒီမဲ့ပါတဲ့ချင်းဟင်းမကြီးဖြော်ရီခီးသွားလို့မနာရရင် မကြီးဒေါ်ဖီသေးစားစားပါတပတ်နှစ်ရက်လောက်တင်မောတိမှဲ့စားပါဖီချံငပြောတိစားပေးနိုင်ပါလေလမ်းလျှောက်မဲ့ ကိုလည်းလေးကျင်ကပုံမှန်လုပ်ပြီးပါရေကိုလည်းတစ်နေ့ရေတံဘူးကြီး၃ဘူးလောက်တောက်ပေးနိုင်ပါတယ်ဆက်လက်ပြီးအစာစားနည်းကိုဖော်ပြရမှာတော့ဝမ်းမှန်ဖို့အတွက်စားတဲ့အစာကိုအချိန်မှန်မှန်စားပါစားအာဟာရတစ်ခုနဲ့တစ်ခုကြားကို့အစာကြေပုံကိုလေ့လာထားပါရေဘွားအဖြစ်တော့၃နာရီကနေ၄နာရီချပြီးမှစားပါစိတ်ပဆက်လို့တစက်စက်စားတာမျိုးရှောင်ပါအကြိမ်မတွေ့ရင်အငတ်ခံတာမျိုးအစာခံပြီးစားတာမျိုးရှောင်ပါ တကြိမ်စားရင်65ကြက်သားကနေ90သားထိစားနိုင်ပါတယ်။အစာတစ်လုပ်ကိုအနည်းဆုံး10ကြိမ်တက်မနဲ့ဝါစားပါ။မဝါဘဲများများစားလိုက်ရင် လူက လေလာပြီးအိတ်ချင်လာမယ်၊ဝမ်းချုပ်မယ်၊ဝမ်းကြံတာတွေဖြစ်လာနိုင်ပါတယ်။စီးကိုလည်းဂယူစိုက်ပါ။မိမိစွန့်တဲ့စီးရောင်ကိုအကဲခတ်ပါ။စီးရောင်ရင်လာရင်ရည်နှွေးချင်းရောင်ဖြစ်လာရင် အနေပါလာရင် စီးမှာအမြုပ်မညီရင် စီးအမြုပ်တွေကတစ်လုံးကြီးတစ်လုံးသေးဖြစ်နေရင်စီးမှာကတိကအောက်ဖြစ်နေပြီဆိုတာသိရပါမယ်။ စီးတန်းဖို့အတွက်ကတော့နေစဉ်ရေနှစ်ပလင်းသုံးပလင်းလောက်တောက်ပေးရပါမယ်။ရေတစ်ပလင်းသို့မဟုတ်ရေတစ်ဖန်ခွက်ထဲမှာအခါရွက်ပြုတ်ရေတစ်ခုခုထည့်တောက်နိုင်ပါလေ။ခါတဲ့ရတာတွေကပူးမကိုက်တဲ့ဝေတောင်ရွက်၊မဇလီရွက်၊ကနေဖော့ရွက်အရန်ကစော့သည့်ပြုတ်ရေကိုတစ်နေ့တစ်ချိန်ကသုံးရက်လောက်တောက်ပေးနိုင်ပါလေ။စစ်ကလေးမနဲ့အုံနုရီကိုလည်းတပတ်နှစ်ခါလောက်တောက်ပေးနိုင်ပါတယ်။အဲဒါဆိုရင်တော့စီးတက်မဲ့အနေမပါဘူး။အယောင်မရင်ဘူး။ပူတာ၊ကျင်တာ၊အောက်နာတွေမရှိနိုင်တော့ပါဘူး။ ်ဦးရော့ဖို့အတွက်လိန်စေးလိန်တဲ့အခါမှာတော့အောက်ခြေစွန်းဖြားကိုအရင် လိန်ရပါမယ်ပူတဲ့ကလပ်စီတွေအေးသွားမယ်အဲ့ဒီတော့အပူကအေးဘက်ကိုလှည့်စီးလာမယ်အပူနဲ့အတူလေကလည်းအောက်ကိုလိုက်လာမှာဖြစ်ပါတယ်အကောင်းဆုံးကတော့တနက်ခါရီကြဲကြဲဖြစ်ပါတယ်ကလမလဲလိမ့်နိုင်ပါလေဖြစ်နိုင်ရင်ကို့ပတ်ဝန်းကျင်ဒေသမှာရှိတဲ့ကြံဟင်းကားသည်တတ်ထူရင်ညှစ်ထဲပါမရရင်ကနက်ဖော့ရီငရဲ့ပလူအခါရွက်ရီဂွေးတောက်ရွက်အခါရွက်ရီညှစ်ထက်လိမ့်နိုင်ပါတယ် ဒီယောဂါမှာသွေးတိုးလာရင်ဆေးပြင်းပြင်းတွေတောက်တာကြောင့်သွေးကြကြမ်းရင် လေငန်းဘက်ကိုရောက်သွားတတ်ပါတယ်။ယောဂါကိုမကူပဲကြာရှည်သွားရင်လေငန်းနဲ့တကွမိဖက်ယောဂါတွေဘက်ကူပြောင်းသွားတတ်ပါတယ်။ဒါထက်သွေးတိုးနေစဉ်မှာလည်းခန္ဓာကိုယ်ဝါဖြိုးနေရင်လေငန်းနဲ့အခြားမိဖက်ယောဂါတွေဖြစ်ကူပြောင်းသွားတတ်ပါတယ်။သွေးတိုးနဲ့လေငန်းမှာအစယောဂါတွေကင်းရှင်းနိုင်ကြပါစေ။နောက်ဆုံးအနေနဲ့ဆရာကြီးကအကုန်ကြမများပဲအစုံရမယ်အခြေခံကျန်းမာရေးကို အာနာပါနာနဲ့မဟုတ်ပဲအသားပါပါအဘပါဆောက်ရှောက်ပါအပြိုင်မဟုတ်ပဲအပိုင်ဆောက်ရှောက်ပါတရဝါတွေအစာဝအနာကင်းဘေးရရှင်းကြပါစေမြမာတိုင်းစစ်စရာကြီးဥယံအောင်လို့ဖော်ပြပါရှိပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးလည်းသွေးတိုးယောဂါပြီးမှကင်းဝေးနိုင်ကြပါစေအားလုံးကျန်းမာချမ်းသာကြပါစေခင်ဗျာ